မင်းလာပါဒီနေ့ကျွန်တော်တို့ရခိုင်ပြည်နယ်ကအခြေအနေတစ်ခုကိုနည်း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 ရှိုင်းရှိုင်းကြည့်ကြရအောင်အဲ့ဒါကတော့အယခတ်တတော် AA ကမေလာကစားပြီးကြောက်ဖြူမြို့ကိုဖြစ်မှတ်တာစစ်စစ်နေတဲ့ကိစ္စပါဟုတ်ကဲ့ဒီကြောက်ဖြူထိုးစစ်ကစစ်ကောင်စီတို့ရောအင်းတေယုံနိုင်ငံတို့ပါဘာလို့ဒီလောက်ရေးကြေးကြီးဖြစ်နေလဲဆိုတာကိုနားလည်ဖို့စူးစမ်းကြည့်တာပေါ့လေဟုတ်ပါတယ်စိတ်ဝင်စားစရာကောင်းတာက AA ဘက်ကဒီစစ်စစ်နေတဲ့ပတ်တလို့တော်တော်လေးတိတ်ဆိတ်နေတာပဲနော် ဟုတ်ကဲ့အရင်မျိုးအတိုင်းတက်ပွဲဒီလုံကလိုတရားဝင်ကြေညာချက်ဒီသတင်းထုတ်ပြန်တာတွေတိတ်မတွေ့ရဘူးလေတော်ပြောလဲဟိုဟာလေထွက်လာတဲ့သတင်းတွေရတော့မြေပြင်မှာအတော်လေးလှုပ်ရှားမှုတွေရှိနေပုံပဲအကိုအေးက drone တွေနဲ့တိုက်ခိုက်ခဲ့တယ်ဆိုလာမျိုးအဲ့ဒီနေရာလားတတော်အေးပါတဲ့နေရာမဟုတ်လားဒီ UPS man gain နေတာတကယ့်ကိုကတ်လျက်ကြီးဟုတ်တယ်စစ်ကောင်စီကလည်းအခိုင်အမာတဆွဲထားတဲ့နေရာပေါ့အဲ့လိုနေရာကိုအေးအေးကဖိမှတ်ထားလာတာကတော့မဟာဗျူဟာရအပြောင်းလဲတစ်ခုလို့ဆိုရမှာပဲ ီလိုနရင်ဂျာရာတည်င်းဌာနမှာဖော်ကြရတာတွေလည်းရှိတယ်လေစစ်ကောင်စီဘက်ကအရာရှိကြီးတွေကြဆုံအဖမ်းခံရတာတွေမေလာကုန်ပိုင်းလောက်ကကြောက်ဖြူအခြေဆိုင်ဆက်ကခါကဘူမှုချုပ်တူဒေဆုံးတယ်อืมနော်ပြီးဒူရီယောဘူမှုကြီးတူနဲ့တက်ဖွဲ့ဝင်းတချို့အဖမ်းခံရတယ်ဆိုတော့ဒါကဘလူးအထိတ်ပင်တဲ့အောင်နိုင်လဲဆိုတော့ဒါကတတိထားစရာအချက်ပဲကြောက်ဖြူလိုလွှာဖြူဟာရအေးပါတဲ့နေရာမှာတိုက်ပွဲအစားပိုင်းမှာတင် အစစ်မြင့်အရာရှိတွေဒီလိုစက်တိုက်ထိခိုက်တာ အဖမ်းခံရတာကအေးအေးရဲ့ထိုးစစ်အရှင်ကောင်းနေသလားဒါမှမဟုတ်အစစ်ကောင်စီရဲ့ခန်းစစ်ပိုင်းမှာအားနည်းချက်တွေရှိနေသလားမေးစရာဖြစ်လာတယ်။ဟုတ်ကဲ့ဘလဝဲဖြူဖြူကြောက်ဖြူကဒီလောက်အေးပါနေတော့ဒီလိုအဖြစ်ပြက်တွေကတရုတ်အစိုးရကိုတော်တော်လေးစိတ်အင်းနောက်ရဖြစ်စီမှာတော့တည်ကြတယ်။ကြောက်ဖြူကတရုတ်တို့ဘာလို့လောက်တောင်ရေးပါနေတာလဲဆိုတာကိုနည်းနည်းလောက်ချက်ပြရှင်းပြပေးပါလား။အင်း ကြောက်ဖြူကိုတရုတ်ရေးကြီးမြန်မာနိုင်ငံတွဲအကျိုးစီးပွားတွေဝဟိုချက်ဒါမှမဟုတ်နှလုံးသားလို့တော့တင်စားကြတယ်လေတချက်ကရွှေစပောင်းဝါတန်းခွေစီမံကိန်းကြီးရှိနေတယ်ဟုတ်ကဲ့နောက်ပြီးပိုအရေးကြီးလာကတရုတ်အတွက်အိန္ဒိယသမုတ်တရာကိုတိုင်းရိုက်ထောက်ပေါက်ပေးနိုင်မဲ့ရေနှစိတ်ကန်စီမံကိန်းကြီးရှိနေလို့ပဲအဲ့လာကသူတို့ရဲ့မလကာရီလက်ချာကမီခေါ်မှုကိုရှော့ချပေးနိုင်တယ်လေဟုတ်ဟုတ်ကဲ့ရောက်လာပြီဆိုတော့ပေကျင်းအတွက်ကတော့တကယ်ကို sensitivity တဲ့အချင်းကြီးထွက်သွားတာပေါ့ ဆိုတော့တယုတ်ဘက်ကတုံ့ပြန်မှုတွေရှိလာတာသိမဆမ်းဘူးပေါ့အီယာဝတီတရင်ဌာနကရေးလာတော့မေလာကုံပိုင်းမှာတယုတ်အထူးကိုစားလေတင်းရှိကျွင်းကအေအေနဲ့ KIA ကိုစားလေတွေကိုတယုတ်ပြီးမှခေါ်တွေ့တယ်ဟုတ်တယ်ပြီးတော့ဘန်မော်နဲ့ကြော့ဖြူထိုးစစ်တွေရဖို့ဖိအားပေးခဲ့တယ်ဆိုပြီးတော့အဲ့ဒီဖိအားပေးမှုကတော့အဲ့ဒီနေရာမှာလေဘန်မော်နဲ့ကြော့ဖြူကတယုတ်အတွက်အရေးပါပုံချင်းတော့နည်းနည်းကွာတယ်လို့သုံးသပ်ရမယ် ဘာမော်ကလည်းဘီအိုင်တို့အရေးပါပဲမယ်လက်ရှိမှာဒေါ်လာဘီလီယံချီတဲ့ယင်းနိမနမှုကြီးတွေရှိမနေသေးဘူးအင်းကြောက်ဖြူမှာကြတော့အခုလက်ပတ်နေတဲ့တငွေပိုင်လိုင်းဒီနောက်ပြီးအကြီးကျယ်ပင်ဆင်နေတဲ့ရေနက်စီကန်စီမန်ရင်းနဲ့ရှိနေပြီဆိုတော့ကြောက်ဖြူကိစ္စကတရုတ်အတော်ပိုပြီးတော့အထီးမခံနိုင်တဲ့အခြေအနေမှာရှိတယ်ဒါကြောင့်ဖီအောက်ကပိုပြင်းထန်နိုင်တယ်လို့ယူဆရတယ်ဟုတ်ကဲ့လက်ရှိကြောက်ဖြူစီးရေးအခြေအနေကိုပြန်ကြည့်ရင်အေအေကမြို့ကိုတောင်ပတ်ရံပွဲကျွန်းဘက်ကနေရော ကွန်လန်ဘက်ကနေပါပိတ်ဆို့ထားတဲ့ပုံစံမျိုးလိုတုံ့တက်နေကြတယ်ဟုတ်တယ်မြေပုံရချင်းရတော့အဲ့လိုအခြေအနေရှိတယ်စစ်ကောင်စီဘက်ကလည်းခမရ904 903ခက်လရ34နောက်ရဲရန်ရင်34ပြီးတော့ထင်ရဝရီရတစခန်းဌာနချုပ်အပောင်းဝင်တက်အင်အားတော်တော်များများနဲ့ခန့်စစ်ပင်စင်ထားပုံရတယ်အဲ့လိုအခြေအနေမျိုးမှာပဲဇွန်လ9ရက်နေ့မှာညီနောင်မမေ3ဖွဲ့ကလူသားချင်းစာနာမှုဆိုင်ရာ တဖတ်တအပိယဆဲရေးကိုဇွန်လကုန်သည့်တိုးမိလိုက်တယ်လို့ကြေညာခဲ့တယ်။อืมအရာကတရုတ်အထုခိုးကြလဲ့ရဲ့ဖိအားပေးမှုတည်င်းနေထွက်လာတဲ့အခြေအနေတိုက်ဆိုင်နေတာကတော့ um စိတ်ဝင်စားစရာပဲချိတ်ဆက်မှုရှိနိုင်မလားဆိုတာစောင့်ကြည့်ရမယ်။ဒါပေမဲ့အပိယကြေညာထားပြီမဲ့လို့ကြောက်ဖြူနာမှာစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေတော့ပဲလို့တည်င်းနေထွက်နေတယ်နော်။ဟုတ်တယ်။ညာဦးဒီရဲတပ်ကနေပစ်တယ်လို့ဆိုတယ် အဲ့ဒါကအပိယဆိုင်ရဲ့ခိုင်မာမှုကိုမေကွန်းထုတ်စရာဖြစ်စေသလိုအနီးကပိုက်လိုက်နေရောလဲအန်ဒယ်ရှိနေတာပေါ့။အင်းအန်ဒယ်ကရှိနေတော့မယ်။ဒီကြောက်ဖြူထိုးစစ်က EA အတွက်တကယ်လို့စိန်ခိုးမှုအရန်ကြီးတယ်။စစ်ကောင်စီတခုတည်းကိုရင်ဆိုင်ရတာမဟုတ်တော့ဘူး။ယောဂရမဟာဗျူဟာအကျိုးစီးပွားတွေနဲ့တိုက်ရိုက်ထိဆက်နေပြီလေ။တကယ်လို့များ EA ကဒီ PR တွေအားလုံးကြောက်ဖြူကိုထိန်းချုပ်နိုင်ခဲ့ရင်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဖြား။ ဒါကတော်တော်စဉ်းစားစရာပဲဟုတ်တယ်ဖြစ်နိုင်ခြေတဲ့အများကြီးပဲပထမဆုံးကတော့2021အာနာသိမ်းပြီးနောက်ပိုင်းတုတ်ရဲ့အကျိုးစီးပွားကိုအကြီးမားဆုံးထိုက်ခိုက်စစ်မဲ့စစ်ရေးအောင်ပွဲဖြစ်လာနိုင်တယ်ဒါတည်ချတယ်ဟုတ်ကဲ့ဒုတိယကတော့စစ်ကောင်စီကောင်းဆောင်မြောင်းလိုက်အပေါ်မှာ တုတ်ရဲ့ဖြစ်အားတွေအများကြီးပုံရောက်လာနိုင်တယ်သူကရှိချင်းဖြင့်ကိုတုတ်အကျိုးစီးပွားတွေကာကွယ်ပေးမယ်လို့အာမခံထားဘူးလေလို့သတင်းတွေထွက်ခဲ့ဘူးလေဩအေးအေးတွေ့ကြတော့ရောဘလို့အကျိုးရှိနိုင်မလဲ အေးခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပုံရည်ရောအေးဆိုတဲ့အဖွဲ့စည်းရဲ့အခန်းဂရန်ကိုဘဝတိတိသားသားမြင့်တင်နေတယ်။ဘာလို့လဲဆိုတော့အင်အားကြီးတရုတ်ရဲ့ဖီအားကိုတော့ N2B ကိုရီမန်းချက်အတိုင်းဆက်လို့ရေးတယ်ဆိုတဲ့တက်တည်ပြမှုမျိုးဖြစ်သွားနိုင်လို့ပဲ။음ဒါက AA ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ရောနိုင်ငံတကာမှာပါပို့ပြီးအာရုံစိုက်လာစီနိုင်တယ်ပေါ့။အဲ့ဒါပေါ့ အတိမဖြူမှုပိုရလာနိုင်တယ်။ဒါကြောင့်ကြော်ဖြူထိုးစစ်ကတကယ်ကိုအရေးပါတဲ့အလဲပြောင်းတစ်ခုဖြစ်လာနိုင်ခြေရှိနေတာရှင်းပါတယ်။ AA နေနဲ့ရှေ့ဆက်ရမယ်လမ်းကစစ်ရေးအရာရောနိုင်ငံရေးအရာပါစိန်ကိုမှုတွေအများကြီးပဲ။ဟုတ်ပါတယ်။အဲ့ဒီတော့ကျမတို့စက်ပြီးစဉ်းစားရမှာက အေအေဟာတရုတ်နိုင်ငံရဲ့ဒီလောက်ကြီးမားတဲ့အယူစီးပွားရေးနဲ့ဆက်ဆက်နေတဲ့ဖြစ်အားတွေကိုဘလို့ပါနဲ့ဆိုကင်တွေသွားမလဲဆိုတာပဲဟုတ်ကဲ့တကယ်လို့ကြောက်ဖြူကိုထင်းချုံနိုင်ခင်ယအဲ့ဒီအချင်းနေတစ်ကမြမပฏิပခအခင်းချင်းကိုဘလို့ပြောင်းလဲသွားစေမလဲနောက်ပြီးလို့အင်အားကြီးအင်နီချင်းနိုင်ငံနဲ့ဆက်ဆံရေးကိုဘလို့ပုံခေါ်သွားစေနိုင်မလဲဒါတွေကတော့အလုံးကစိတ်ဝင်စားနဲ့ဆက်လက်ဆောင်ကြည့်ရမယ့်အချက်တွေဖြစ်လာမှတေချာပါရယ်ဗျာ